ကျောင်းညမင်းသားလို့ဖို့အတွက်စကိုင်းမှာရေခဲကြောင်းမရောက်တော့ပဲရန်ကုန်ကိုရောက်လာပြီဖြစ်တဲ့ကိုရှိုင်းဆောင်ကိုရှိုင်းဆောင်ကအသက်28နှစ်အရွယ်ထိဆိုင်ကယ်အဆုတ်လေးနဲ့ရေခဲကြောင်းရောက်ရတဲ့ဘဝကိုဖြတ်သန်းနေခဲ့ရတာပါကိုတိုင်းရေခဲကြောင်းထုံမရောက်နိုင်တဲ့အတွက်ရေခဲကြောင်းဒိုင်ကနေအထုံးနဲ့ယူကာဒိုင်ပြန်အပ်ရင်ရောက်နေခဲ့ရတာပါလူကသားမွဲပေမဲ့စေတနာမမွဲတဲ့ကိုရှိုင်းဆောင်ကရေခဲကြောင်းရောက်ရတဲ့ကျောင်းညမင်းသားဖြစ်လာရမယ့်ကံလေပဝင်လာခဲ့တာပါငလျင်ဘေးတင်တဲ့အချိန်မှာတနေ့ထားရောက်မဲ့ရေခဲကြောင်းတွေကိုငလျင်ဘေးတင်သူတွေအတွက်အကုန်လုံးကိုလှူပေးလိုက်တာဖြစ်ပါတယ်ဒီလိုစ ေတနာတွေကြောင့်ပဲကိုရှိုင်းစော်ကခုဆိုရင်ကြောင်ညာမင်းသားဖြစ်ရတော့မှာပါလုပ်ငန်းရှင်တွေကကိုရှိုင်းစော်ကိုကြောင်ညာရိုက်ဖို့အတွက်ကလန်းထားတာပေါ့ကိုရှိုင်းစော်ကစကိုင်းမှာနေထိုင်တာဖြစ်တဲ့အတွက်ကြောင်ညာရိုက်ရမယ့်အချိန်မှာရန်ကုန်ကိုလာခဲ့ရတာပေါ့ရန်ကုန်ကိုတခါမှမလာဘူးပေမဲ့အခုဆိုရင်ကန်ချိုးပေးကြောင်ကြောင်ညာရိုက်ဖို့လာခဲ့ရပါပြီကိုရှိုင်းစော်ကယူသားကနားမလဲတဲ့သူဖြစ်တာမို့ရန်ကုန်ကိုလာတဲ့အချိန်မှာဒုက္ခရောက်မှာကိုလည်းစိတ်ပူကြတာမျိုးရှိပါတယ် ဒါပေမဲ့ကိုရှိုင်းစော်ရဲ့စိတ်ဓာတ်ကိုလေးစားကသဘောကျတဲ့သူတွေကများတဲ့အတွက်ရန်ကုန်ကလာတဲ့အချိန်မှာလည်းကိုကြီးဖိမကြတာပါ။ဒါပြင်ရန်ကုန်မြို့ရဲကိုလဲပတ်တဲ့အချိန်မှာကိုရှိုင်းစော်ကိုတီးတဲ့သူတွေကမုတ်ချွေးတာမျိုးလည်းရှိပါတယ်။ကိုရှိုင်းစော်ကလည်းရန်ကုန်မြို့ကရက်ွက်တစ်ခုမှာရေကဲကြောင်းနဲ့လက်ကားချွေးဖို့အတွက်လည်းပြင်ဆင်လုပ်နေတာပါ။ကျောင်းညမင်းသားလို့ဖို့အတွက်စကိုင်းမှာရေကဲကြောင်းမရောက်တော့ပဲရန်ကုန်ကိုရောက်လာပြီဖြစ်တဲ့ကိုရှိုင်းစော်အပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ